မြတ်တာဆိုရကအမဒါမလူတိုင်းအတွက်လိုအပ်တာဖြစ်တယ်မြတ်တာကိုလူတိုင်းကငတ်တယ်မြတ်တာကအစွန်းလက်ထက်တယ်နောက်ပြီးလို့ရှင်အဲ့ဒီမြတ်တာကြောင့်အသက်ပါပေးရတာဖြစ်တယ်အသက်နဲ့လေဆိုင်တဲ့အရာ ဖြစ်တယ်မြတ်တာလို့ပြောတဲ့အခါမှာအမဒါမကြီးမြတ်တယ်ဆိုတာတွေ့ရတယ်ကျွန်တော် တရိစံ discover channel ကိုတိတ်ကြိုက်တယ်။တစ်ခါတစ်ခါကြည့်ဖြစ်တယ်။ကြည့်တဲ့အခါမှာဘာတွေ့လဲဆိုတော့တိတ်ကလာအုပ်နဲ့ချင်းတဲ့နဲ့ယံဖြစ်တာတွေ့တယ်။ဘာလို့လဲဆိုတော့တိတ်ကလာအုပ်ကသူ့တားပေါက်တဲ့အခါမှာထွက်လာတဲ့အချိန်မှာအဲ့ဒီတားပေါက်လေးကို စပီးထွက်ပြီးဆိုတာနဲ့အကုန်တော်မထွက်သေးဘူး။ ရှင်သက်ကချောင်းနေတာအဲ့ဒါအကုန်ကြပြီဆိုစားမယ်ဆိုပြမရှင်သက်ကချောင်းချောင်းနေတော့တိတ်ကလကလည်းတိတယ်ဒါမဲ့မမထုတ်လို့မရတဲ့ဆိုတော့သူတားပေါက်လေးကိုထုတ်လိုက်တဲ့ခါမှာရှင်သက်ကဝမ်ပြီးတော့မလုံးလားအဲ့ဒီချိန်မှာတိတ်ကလအုပ်ကသူအစွမ်းရှိသမျှနဲ့ခုခံပြီးတော့မှအစွမ်းရှိသမျှနဲ့ဒီတားပေါက်လေးကိုခုခံကာကွယ်ရင်းနဲ့နောက်ဆုံး သူကိုယ်တိုင်အတခံရတဲ့အထီးသူ့ရဲ့သားပေါက်လေးကိုကာကွယ်တော်တဲ့အဖြစ်ပြက်လေးတကယ်အဖြစ်ပြက်လေးကိုကျွန်တော်ကြည့်တဲ့အခါမှာမေတ္တာရဲ့အစွမ်းသူ့သားအဖို့သူ့ရဲ့သားပေါက်လေးအပေါ်မှာခုခံကာကွယ်ပြီးတော့မှမိခင်တယောက်ရဲ့ထားတဲ့မေတ္တာအင်မတန်မှ ကြီးပါလားဆိုတာကိုကျွန်တော်စဉ်းစားမိတယ်စဉ်းစားမိတဲ့အခါမှာ ကျွန်တော်ဖျားရခင်မြတ်တာအကြောင်းကိုစမ်းစားမိတယ်။ဖျားရခင်မြတ်တာကဒီတရိစံတကောင်ရဲ့မြတ်တာထက်တောင်မှပိုပြီးတော့မှကြီးမားတယ်။ဟာလေလုယ။အဲ့ဒီတရိစံကသူ့တားငယ်လေးအသက်မဆုံးဆုံးရအောင်။တားပုတ်လေးပဲရှိသေးတယ်အသက်မဆုံးဆုံးရအောင်ကာကွယ်ရင်းနဲ့သူအသက်ဆုံးဆုံးရတယ်။ဖျားသခင်ကကျွန်တော်တို့ကိုပိုပြီးတော့မှတိတ်ချစ်တယ်ဆိုတာကိုနားလေသဘောပေါက်တယ်။မြတ်တာဆိုတာကတောင်းဆိုမှုမရှိဘဲနဲ့ ဘေးဆက်ချင်းဆွတ်လွတ်ချင်းအနိနာခံချင်းသူ့တားပေါက်လေးကသူ့မိခင်ကိုကာကွယ်ပေးပါလို့အိုရာပြောတာမဟုတ်ပါဘူးတောင်းဆိုနေတာမဟုတ်ပါဘူးဒါပေမဲ့သူ့တားငယ်အပေါ်မှာ သူ့ရဲ့ယဉ်သွေးအပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာဟာအတက်တောင်မှစတေးရတဲ့အထိတောင်းဆိုစရာမလိုဘဲနဲ့ပေးဆက်ရတဲ့အရာအဲ့ဒီမေတ္တာတွေထက်ကျွန်တော်တို့ကိုချစ်တဲ့ဖရာရှင်မေတ္တာကပို့ပြီးတော့မှကြီးမားတယ် အဲ့ဒီမေတ္တာကိုတုံ့ပြန်တတ်တော်သူအတွက်မေတ္တာကအကျိုးပို့ပြီးတော့မှကြီးမားတာဖြစ်တယ်။မေတ္တာရဲ့ထင်ထက်ချင်းကိုမြင်တွေ့ရမှာဖြစ်တယ်။မေတ္တာပြပေမဲ့မေတ္တာမတိရင်တော့အဲ့ဒီမေတ္တာကတိတာမှာမဟုတ်ဘူး။ဒီနေ့ပြရခင်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဆိုတော့ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုကျွန်တော်စဉ်းစားတဲ့အခါမှာအမတမအမတမကျွန်တော် ဘုရားခင်ယေရှုတို့ကိုချီးမွမ်းတာ ဖြစ်တယ်။အဲ့ဒီတော့ကြောဒီနေ့မှာဘုရားခင်ရဲ့ကြီးမားလွန်းတဲ့ဘုရားရဲ့မေတ္တာအကြောင်းကိုဝိင့ပူရန်အတွက်ရွေးချယ်ထားတာဖြစ်တယ်။ကြော်လေးကျွန်တော်ကိုဘုရားခင်ရဲ့မေတ္တာကြီးမားလွန်းတဲ့ဘုရားခင်မေတ္တာဆိုပြီးတော့မှကောင်းစင်ပေးခြင်းနဲ့ခုနကကျွန်တော်ပြောသွားတဲ့သရိဆန်ရဲ့မေတ္တာဆိုတာကသူလုံနိုင်တယ်လို့ပဲလို့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီမေတ္တာထက် ကျွန်တော်ကိုချစ်တဲ့ဖရာရဲ့မြတ်တာကပို့ပြီးတော့မှကြီးမာလို့နေ။ဘာလို့လဲဆိုတော့ဒီမှာယောမဩရစတဲ့မှာရှင်ဘိုးလူကပြောတယ်ငါတို့တီအပြစ်ရှိစဉ်ပင်ဆိုငါတို့တီအပြစ်ရှိစဉ်ပင်ကျွန်တော်လူသားတွေဟာအပြစ်ရှိတယ်တဲ့။နံပါတ်၁အနေနဲ့အပြစ်နဲ့ကင်းသောသူ မရှိဘူး။အပြစ်နဲ့ကင်းသောသူအပြစ်လို့ပြောတဲ့အခါတိုင်းမှာအပြစ်လို့ပြောတဲ့အခါတိုင်းမှာအပြစ်နဲ့ကင်းသောသူတယောက်မှမရှိဘူးလို့ ျမ်းစာကပြောတယ်။ဒါဆိုရင်ကျွန်တော်တို့အပြစ်လုပ်လို့အပြစ်ရှိတာလားလို့မေးတဲ့အခါမှာအပြစ်လုပ်လို့အပြစ်ရှိတာမဟုတ်ဘူး။အပြစ်ရှိသောကြောင့်ကျွန်တော်တို့ကသူ့ဇေကိုလုပ်တာဖြစ်တယ်။အပြစ်ကကျွန်တော်တို့အထဲမှာရှိနေသောကြောင့်ကျွန်တော်တို့ဒီဒီအပြစ်ကိုလုပ်နေတာဖြစ်တယ်။နော်အပြစ်လုပ်နေတာဖြစ်တယ်။ဘာကြောင့်လဲ ကျွန်တော်အထဲမှာအပြစ်ရှိနေတယ်လို့တမန်ကျမ်းစာကပြောတယ်အပြစ်ရှိသောကြောင့်เนาะအပြစ်နဲ့ကင်းတော်သူတယောက်မှမရှိဘူးတော့ယောမဝရစာခန်းကြီး3အပိုင်းငယ်30တဲမှာပုံပြထားတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်လူတိုင်းလူတိုင်းဟာအပြစ်နဲ့ကင်းတော်သူမရှိဘူးအဲ့ဒီအတွက်ကြောင့်ကာကြီးအနေနဲ့ ငါတို့ဟာအပြစ်ရှိသောသူဖြစ်တယ်လို့ပြောတဲ့အခါမှာဆာလံနံပါတ်အခန်းကြီး51အပိုင်ငယ်9ကျွန်တော်ဆက်လိုက်တော့ဆာလံနံပါတ်51အပိုင်ငယ်9ကိုကျွန်တော်ဖတ်စေချင်ပါတယ်ဆာလံနံပါတ်9အပိုင်အပိုင်51အပိုင်ငယ်9မှာပါပြောတယ်လေအကျွန်ုပ်ဒီမွေးစကပင်အပြစ်ပါလျက်ရှိပါ၏အမိဝန်ထဲမှာပရိတတိယူစင်ပင်အပြစ်ဆွေးပါ၏ ဒါတမချင်းစာကပြောတာနော်တမချင်းစာပြောတာဒီနေ့တရားချစ်နိုင်တဲ့လူဒီလောကမှာအများကြီးပဲလူကောင်းတွေအများကြီးပဲဒါပေမဲ့ကျမ်းစာကပြောတာကလူဟာတဲ့အမိဝန်ထဲကအမိဝန်ထဲကမွေးစာကပဲလူတောင်မဖြစ်သေးဘူးမိခင်ရဲ့ဝမ်ပိုက်မှာဝမ်ပိုက်ထဲမှာကလေးကနေအပြစ်ဆွေးတော်သူတွေအပြစ်ရှိတော်သူတွေဖြစ်တယ်အပြစ်ရှိတော်သူ ဒါဆိုရင်တော့ဒီနေ့ဒီမှာရှိနေတဲ့သူတယောက်ချင်းစီတိုင်းဟာလည်းပဲအပြစ်နဲ့ကင်းတော့သူတယောက်မှမရှိဘူးเนาะအပြစ်ကင်းတော့သူတယောက်မှမရှိဘူးကျွန်တော်ကအစီရင်တာမဟုတ်ဘူးနှုတ်ကပတ်တော်ကတီလို့ပြောတာဒီမှာထိုင်နေတဲ့သူတယောက်ချင်းစီတိုင်းဟာအော်တိုမက်တစ်ဘသူမှအပြစ်လုဖို့မတင်ပေးပါဘူးဒါပေမဲ့အပြစ်လုတတ်ကြတယ်ဘာကြောင့်လဲနဂိုပီစမိခင်ဝမ်ပိုက်မှာဘယ်သူမှမတင်ပေးဘဲနဲ့ဖြစ်လာခဲ့တဲ့အပြစ်ကြောင့် ကျွန်တော်တို့ဒီကြီးလာတဲ့အခါမှာလိန်တက်တယ်ညာတက်တယ်ဒါကသူ့ဆရာလူခေါ်ပြီးတော့မှမွေးကလေးကပါလာတဲ့အပြစ်ကြောင့်ပါလာတော့သူ့ဆရာဖြစ်တယ်အဲ့တော့ဒီနေ့အဲ့ဒီအပြစ်ကြောင့်နော်ကျွန်တော်တို့ဟာကိုယ်လန်းကိုအတီးတီးလိုက်တော့တယ်ကိုယ်သဘောနဲ့သွားတယ်ကိုယ်လန်းကိုအတီးတီးလိုက်တော့တာဘယ်သူမှတခါတလေကြိုက်ရင်ကျွန်တော်ဘယ်သူမှပြောလို့မရဘူးနော်ဘလောက်ပဲပြောပြောပြောစကားနားမထောင်ဘူးအဲ့ဒါပါလေအပြစ်ရဲ့အခပဲအပြစ်ရဲ့အကျိုးအဆက်တီပဲ ကိုလန်းကိုအတီးတီးလိုက်တော့ကြတယ်တဲ့ဟေဆာအခန်းကြီး53ထဲမှာအဲ့လိုပြောထားတာဘာကြောင့်လဲဆိုအပြစ်ရှိသောကြောင့်လေအပြစ်ရှိလို့လူလီမာကြီးလို့ပြောတဲ့လူလဲကြီးတခါတလေကြာရင်ကိုလန်းကိုတွားနေတဲ့အချိန်ရှိတယ်ကိုတပိုးနဲ့ပဲတွားတာဘယ်သူပါပြောပြောကိုယုံကြည်ချက်ပဲတဲ့ဟာကြိုမဆိုင်ဘူးကိုလန်းကိုအတီးတီးလိုက်တော့တော်သူတွေဖြစ်တယ်ကိုကိုွေမှုဒီမာရင်ကိုကိုွေကိုကိုကိုွေချင်တဲ့ပါတာပဲလိုက်ကိုကိုွေတာကိုလုတ်ချင်တာပဲလုတ်တယ်အဲ့ဒါက အပြစ်ရှိခြင်းရဲ့အကျိုးအဆက်ဘယ်သူမှသင်ပေးစရာမလိုပါဘူးဒါကအော်တိုမက်တစ်ပါလာတယ်အကြောင်းက လူတိုင်းအပြစ်ရှိတယ်ကျွန်တော်တို့တည်းမှာအပြစ်ရှိတော့ဒါတွေကိုကျွန်တော်တို့ခံစားရတာဖြစ်တယ်ခိုးတတ်တယ်ဘုတ်တတ်တယ်လိန်တတ်တယ်အပြစ်ရဲ့တပိုးကကိုကိုကိုဟုတ်လာပြီးတော့ကျွန်တော်တို့ကထိမှတ်ကြတယ် အဲ့လိုဆိုရင်ဒီနေ့ကဘာပေါ်မှာရှိတဲ့လူတိုင်းလူတိုင်းဟာအပြစ်သားကြီးဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်စီရင်တဲ့အခါမှာအပြစ်ရဲ့အဖို့အခဟာတေချင်းဖြစ်တယ်လို့ပြောတယ်အပြစ်ရဲ့အခအပြစ်ဒီအခတေချင်းကျွန်တော်တို့ပြောရအောင်အပြစ်ဒီအခတေချင်းဆက်ပြမတေချင်းကြောင်းအပြစ်ဒီအခတေချင်းလို့ပြောတယ်စံစာပြောတာနော် ကျွန်တော်တို့လူတိုင်းဒီမှာထိုင်နေတဲ့သူကျွန်တော်အပါဝင်အယောက်စီတိုင်းကနှုတ်ကပတော်ကတတ်မှတ်ထားတဲ့အပြစ်သားတွေဖြစ်တယ်လို့ပြောတယ်ညင်းလို့မရဘူးအဲ့လိုဆိုရင်အပြစ်နှုတ်ကပတော်ကဆက်ပြီးပြောတယ်အပြစ်ရဲ့အခါဟာတေချေဖြစ်တယ်တဲ့အပြစ်အခါတေချေယောမဝရစာခန်းကြီး6အငယ်23ကျွန်တော်တို့ဖတ်ကြည့်ရယောမဝရစာခန်းကြီး6အငယ်23ပါတဲ့အပြစ်တရားရအခါကတေချင်းပေတီအပြစ်တရားရအခါပါလေ 拆迁，要么我生的妈说的路是标了，的，一夜涨个牙虎木嘎阿撇提啊，阿撇拆迁，别有问题呢。你路啊，帮到的啊，必须多找拆迁都要压价的。今天，你少年了，多少年了，好啊，别没事吧？你可把多少说别他，啥人啊来垫别他？ ကျွန်တော်တို့အားလုံးဟာအပြစ်သားဖြစ်တယ်။အဲ့ဒီအပြစ်ရဲ့အဖို့အခါဟာတေချင်းဖြစ်တယ်။တေချင်းဖြစ်တာဖြစ်တယ်ဆိုတော့ကျမ်းစာကပြောတယ်။လူတယောက်တော်သူအားဖြင့်တေချင်းတရားအပြစ်တရားဝန်လာတိုးချောင်းအဲ့ဒီအပြစ်တရားရဲ့အခါကြောင့်လူတိုင်းတည်ရတယ်။ဒါဆိုရင်ဒီနေ့တယောက်တော်သူဆိုဘသူလဲ။အာသဖြစ်တယ်။နော်။ဘုရားရှင်ကလူအများကြီးမှဖန်ဆင်မှုဘုရားရှင်ကလူအများကြီးကို ပြန်ပြန်ပြီးတော့မှဖန်ဆင်းတာမဟုတ်ဘူးတူတီတီဟူသောအာဒံဖန်ဆင်းခြင်းအဖြစ်အဲ့ဒီအာဒံပြမသောအဖြစ်ပြမသောအဖြစ်ဒီနေ့အပြစ်ဆိုတာပါလေလို့မင်းရင်အပြစ်အမျိုးမျိုးထွက်လာမယ်လို့ထင်တယ်အပြစ်ဆိုတာပါလေလို့မင်းရင်ဖယားစကားကိုနားမထောင်ခြင်းပဲဖယားကိုမယုံကြည်ခြင်းဖယားကိုသူမယုံကြည်တဲ့ဆိုတော့ဖယားစကားကိုသူလက်မခံတဲ့အတွက်ကြောင့် ဖယားကမစားနဲ့တော့စားတဲ့နေ့မှာတေရမယ်အာကိုယ်ကွာရမယ်လို့ပြောတဲ့စကားကိုသူနားမထောင်ခဲ့တဲ့အတွက်ကြောင့်မယုံကြည်ခဲ့တဲ့အတွက်ကြောင့်စာတန်ကလာပြီးတော့မှသားပါမတည်ဘူးလို့ပြောတဲ့စကားကိုပဲသွားပြီးတော့မှယုံတဲ့အတွက်ကြောင့်လူဟာဖယားနဲ့ကင်းကွာရတာဖြစ်တယ်ဒါကိုတေချင်းလို့ခေါ်တယ်ဖယားနဲ့ကင်းကွာခြင်းကိုတေချင်းလို့ခေါ်တယ်အပြစ်တရားရဲ့အခါတေချင်းလို့ခေါ် ်အဲ့ဒီဝိညာဉ်ဖျားနဲ့ကင်းကွာခြင်းဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းစင်တန်ဖို့ဖန်ဆင်းခြင်းခံတဲ့လူဟာကိုယ်ခန္ဓာပါပျက်စီးခြင်းတည်ခြင်းကိုလမ်းဆုံးရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့အပြစ်တရားတည်တယောက်တော်သူကြောင့်တလောကလုံးကိုရိုက်ခတ်ပြီးတော့မှ အပြစ်ရှိသောကြောင့်လူတိုင်းတည်ရကြတယ်ကိုယ်ခန္ဓာလည်းတည်တယ်ဝိညာဉ်လည်းတည်တယ်ဒီနေ့ချစ်တော်မိတ်ဆွေတိန်ချိုင်းကိုကြည်ပါတိန်ချိုင်းကိုကြည်ပါ ိန်ချိုင်းဆိုတာဘာလို့ကြောက်ရတာလဲကြောက်တဲ့လူတွေမေးကြည့်ဘာလို့ကြောက်တာလဲအဖြစ်မရှိဘူးဒါပေမဲ့ကြောက်တာပဲအတိတ်ပဲကနောက်ဆုံးဝိညာဉ်သွားရာလမ်းလို့ကျွန်တော်သတ်မှတ်ထားလို့ဖြစ်တယ်အဲ့တော့ဒီနေ့အဖြစ်ရဲ့အဖို့အခါတည်ခြင်းဖြစ်တယ်ဒါပေမဲ့ဖယားရခင်ကမတည်စေခြင်းဘူးဗျ။နော်ဖယားရခင်မတည်စေခြင်းဘူး။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ဖန်ဆင်းပြီးတော့မှသူ့လက်နဲ့ဖန်ဆင်းပြီးတော့သူ့ရဲ့ဘုံတတန် မုတ်ထက်ချင်းပုံတတန်ပေးချင်းခံရတဲ့လူကိုသူနဲ့အမြဲပဲအသက်ရှင်စေချင်တဲ့ဖခင်အမြဲပဲချစ်စေချင်တဲ့ဖခင်စာတန်ရဲ့လက်ထဲမှာထာဝရကာလမင်းငယ်အိမ်မှာတည်နေတာကိုဖခင်မလူချင်ဘူးရိုးရိုးလေးပဲစဉ်းစားရအောင်ကို့သားသမီးနော်ကို့ရဲ့ကလေးတွေသူများနဲ့ ဒုက္ခရောက်နေတာကိုဘယ်မိကပါကမှာလိုချင်မှာပေါ့ဘူးအဲ့ဒီမြေတားတဲ့နှုတ်ဘတော်ပြောတယ်မိပါရီကားတဲ့ကိုသားသမီးကိုစွန့်ပြစ်ရင်တောင်မှငါကမင်းကိုမစွန့်ဘူးလို့ပြောတယ်ဖခင်မြတ်တဲ့ဘလောက်ကြည့်တယ်လေလူရဲ့မြေတားကကတ္တရှိတယ်အချင်းနဲ့တခုပေါ်မှာယက်တီပြီးတော့မှမေတ္တာပေးတယ်။ဒါပေမဲ့ဖရာရဲ့ခင်ကသူ့ဖန်ဆင်းထားတဲ့လူတေရမယ်အပြည့်အခတေရမှာဖြစ်တဲ့တို့ဆိုဖရာရဲ့ခင်ကမတေးစေချင်ဘူး။ဒါကြောင့်ဖရာရဲ့ခင်ကပါလို့လဲဆိုတော့နံပါတ်ဆလိုက်ကိုတော့ရအောင် ။နံပါတ်2မှာဘာပြောလဲဆိုတော့အပြစ်သားကိုတိတ်ချက်တယ်။တိတ်ကိုချစ်တာနော်။အပြစ်သားလို့ပြောတဲ့အခါမှာသူများတော့တော့မကြည့်နဲ့။ကိုယ့်ကိုယ်ကိုကြည့်ပါ။ကျွန်တော်ကျွန်တော်ကိုတိတ်ချက်တဲ့ဖယား။ကျွန်တော်အဖေမေဒီကိုစဉ်းစားရအောင်။ကျွန်တော်အဖေမေဒီကတိတ်ချက်တာပေါ့။ဒါပေမဲ့ကျွန်တော်တို့ကိုစားတေပေးလို့ကအပြစ်ကလွတ်မလားဆိုမလွတ်ဘူးစံစာကတတ်မှတ်ထားတ အဲ့ဒီမလွတ်တဲ့ကျွန်တော်ကိုတိတ်ချစ်တဲ့ဖခင်ကယောဟန်ခန်းကြီး3အပိုင်းငယ်16မှာပါပြောတယ်လေဆိုရင်ဖခင်ရဲ့ခင်ဤတားတော်ကိုယုံကြည်တော်သူ အပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းဟာဘုရားခင်သည်မိမိ၌တပါတိတော်တားတော်ကိုဆွံ့တော်မူသည့်တိုင်အောင် လောကီတားတော်ကိုချစ်တော်မူ၏ဘလောက်ထိချစ်တယ်လဲစဉ်းစားကြည့်ပါနော် င်ဟာအပြစ်တာကျွန်တော်ဟာအပြစ်တာအဲ့ဒီအပြစ်ကြောင့်ပဲတေရမှာနံပါတ်၁ကိုခန္ဓာတေရမှာအဲ့ဒီကိုခန္ဓာတေခြင်းကတော့ဘယ်သူမှလွှဲဆောင်လို့မရတဲ့ကိစ္စဖြစ်တယ်ဒုတိယတေခြင်းဖြစ်တဲ့ကိုခန္ဓာထဲကနေထွက်ခွာသွားတဲ့ဝိညာဉ်ရဲ့ဓမ္မလွန်ဟာသာဝရငရဲမှာတေဆုံးရမယ့်အရေးကိုဖျားကမလို့ခြင်းတို့ကြောင့်ကျွန်တော်ကိုတိတ်ချစ်လွန်းလို့ သူ့ရဲ့တပါးဒီတားတော်ကိုစွန့်တော်မူဒီတိုင်ကတလောကလုံးကိုချစ်တယ်တင့်ကိုလည်းချစ်တယ်ကျွန်တော်ကိုလည်းချစ်တယ်ဖခင်ရဲ့မေတ္တာဖခင်ရဲ့မေတ္တာစင်စားတိုင်းမှာစင်စားတိုင်းမှာကြက်သိမ်းထားတယ်နော်စင်စားဘူးလားမသိဘူးနော်ဒီမှာရှိတဲ့လူကြီးဖခင်ကကျွန်တော်ကိုဘလောက်ချစ်တယ်လဲဒင်ဘာလို့ဖခင်ကိုကိုးကွယ်တာလဲဘာလို့ဖခင်ကြောင့်တော်တာလဲဖခင်ရဲ့မေတ္တာကတိတ်ချီပါလုံးနဲ့ အပြစ်ငရင်မှာတည်ရမယ်ကျွန်တော်တို့ကိုဖရာခင်ကနှစ်မျိုးတယ်မိမိတားတော်ရင်ကိုပင်မနှစ်မျိုးပဲနဲ့တဲ့အပြစ်မှာကယ်တင်ဖို့တားတော်ရင်ဒါအများကြီးမရှိဘူးဒါမွေးစားလည်းမရှိဘူးတာတဘာတီတော့တာတော့ယေရှုကိုလုံးဝနှမျိုးချင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့လူရဲ့ဝိညာဉ်ဟာတဲ့ဤစကြဝဠာတစ်ခုလုံးထက်တန်ဖိုးကြီးတယ်။ ကျွန်တော်စဉ်းစားမိတယ်လူရဲ့ဝိညာဉ်ကိုဘာလို့ဖျားကစီးစင်ငုတ်စာနဲ့မယွေးတာလဲเนาะဘာလို့စီးစင်ငုတ်စာနဲ့မယွေးတာလဲဘာလို့လဲဆိုတော့ဖျားရခင်ကကဘာမြေကြီးကိုဖန်ဆင်းတယ်ဆွေနဲ့ငွေကိုလည်းပိုင်တဲ့ဖျားဒါပေမဲ့စီးစင်နဲ့လူဥစ္စာလူအသက်ကိုယွေးတလားလို့မင်းမယွေးဘူးဘာကြောင့်လဲမအသေးမှပြောတယ် စီစင်ဥစ္စာသက်လူရဲ့တန်ဖွာပေါ်ကြီးတယ်ဟာလေလုယာကျွန်တော်ရဲ့တန်ဖွာပေါ်ပေါ်ကြီးတာတိတ်ကြီးတာအဲ့ဒါကြောင့်ဖယားရခင်ကတာရောယေရှုခရစ်တော်ကိုအသက်ကိုလဲဖို့ရန်တော့အသက်ကို ရွေးဖို့ရန်တော့သူရဲ့တပါတီတော်တာရောကိုစီလွတ်ခြင်းဖြစ်တယ်နှမျောခြင်းမရှိဘူးဒီနေ့မေတ္တာရှိတဲ့လူကနှမျောခြင်းမရှိဘူးနော်မေတ္တာပေးခြင်းတဲ့လူကဒါလို့လည်းမရဘူးမေတ္တာ ပြချင်တဲ့လူကလည်းတားလို့မရဘူးမေတ္တာဆိုတာကအစွန်းထက်တယ်မေတ္တာဆိုတာကအသက်ပေါ်မှာတွားတယ်မေတ္တာဆိုတာကကျွန်တော်ခိုင်းနှိုင်းလို့မရတဲ့မေတ္တာဖြစ်တယ်ဖခင်ရဲ့မေတ္တာကပို့ပြီးတော့မှကြီးမလာအခုတည်နေမဲ့ကျွန်တော်ရဲ့အပြစ်ကနေကယ်ဖို့ရင်တားတော်ရင်ကိုပဲမနှမျောပဲနဲ့ကျွန်တော်ကိုကယ်တင်ဖို့ရင်တားတော်ယေရှုဤလောကသို့ဆီလွတ်၍အသွေးတွန်းစေခြင်းအဖြစ် ကျွန်တော်ကအပြစ်ကရနေအပြစ်ကနေကဲတင်တယ်။ဘာလို့လဲဆိုတော့အသက်တီးအသွေး၌တီးလို့ပြောတယ်။အသွေးမသွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဘူးလို့ကျမ်းစာကပြောတယ်။အသွေးမသွန်းရင်အပြစ်လွတ်ခြင်းမရှိဘူး။ဘာလို့လဲဆိုတော့အသွေးမရှိရင်အသက်မလွတ်ဘူး။ဆိုတော့စီးစိမ်ငုတ်စာနဲ့လဲလို့မရတာလေအဲ့ဒီအကြောင်းကြောင့်ဖြစ်တယ်။အသက်တစ်ချောင်းလွတ်ဖို့အတွက် အသက်ပေးရတာဖြစ်တယ်အသွေးသွင်းရတာဖြစ်တယ်အဲ့ဒီအသွေးတို့တည်ကျွန်ုပ်တို့ရဲ့အပြစ်ရှိသမျှကိုဆေးကြိုးတော်မူ၏ဖခင်မြတ်တော်ဖခင်မြတ်တော်ကိုဒီနေ့စဉ်းစားရအောင်ဟေပြဲကိုနစ်စနေမှာသွေးမသွန်းလောင်ပဲအပြစ်လွတ်ခြင်းမရှိဘူးခခွင်းမှာဘာပြောလဲဆိုငါတို့ဤအပြစ်များကိုသူ့အပေါ်မှာတင်နေဒီနေ့သူဆန်းနေတော့တိတ်အနိုးစရာကောင်းတယ် 我多伊阿姐信得米阿古，都阿布奈耶稣阿布奈，天那么伊些阿干只阿事，同阿摆个错嘛。我多信得米阿地，多给都拦来了，各拦到阿地地来，多阿家的疲倦，吵热偏的，肯定都我多伊阿姐米阿古，都阿布奈天那么伊，天阿撇，天阿阿撇，怕呀的看个，的看耶稣阿布嘛阿姐天查啦。 တကယ်ယေရှုခရစ်တော်ရဲ့အပေါ်မှာတင်ထားတဲ့အတွက်ယေရှုခရစ်တော်ကနောက်ဆလိုက်မှာငါတို့ကိုစားအသိတတ်ခြင်းဟာကောရီဂုံးပေါ်တို့ခေါ်တော်ခြင်းခံရတယ်။ဘုရားရခင်ကကျွန်တော်တို့ရှိတမျှရဲ့အပြစ်ကိုသူသိချင်လွန်းတဲ့အတွက်ကြောင့်တားလို့ယေရှုကိုအသိကိုယ်စားအသိခံပေးပွင့်ဤလောကကိုဆေလွတ်လာပြီးတော့ကျွန်တော်တို့အပြစ်ရှိသမျှကိုသူကိုယ်တိုင်ပဲယူပြီးသူ့အပေါ်မှာတင်ထားတယ် 给比罗玛阿哭耶稣，克瑞多哈，天高沙，真高沙，来瓦卡泰莫玛，阿特达青啊，得多阿片的。佩迪奥拉扎，帕塔马萨多，阿坎奇东阿巴耶西马蒂鲁别勒，克瑞多的国卡纳阿片阿特达青国卡约，威因阿片阿特新青都雅多母地片约，阿鲁国片尔克阿坦多多波上青啊，票马多度的，马票马多度阿多。 တုစိတ်အပြစ်များကြောင့်တခါခံတော်မူ၏ဖြောင့်မတ်တော်သူဟာမဖြောင့်မတ်တော်သူ ဖြစ်တဲ့ကျွန်တော်တို့အပြစ်ကြောင့်ယေရှုခရစ်တော်ဖျားအသေးတခြင်းခံရတယ်ဒီနေ့ရိုးရိုးလေးပဲစဉ်းစားတော့ကဲတင်ချင်းဆိုတာထူးထူးထွေထွေကြည်မဟုတ်ဘူးဒါပေမဲ့တိတ်ကိုနဲ့နေတဲ့အကြောင်းအရာဖြစ်တယ် ကျွန်တော်လုတ်เสียပါတခုမှမလိုဘူးခရစ်တော်လုတ်တော်တာကိုပဲတင်နာလေပြီးတဘောပောက်ပြီးတော့မှတင်ဆုံးဖြတ်ချက်ချဖို့ပဲလိုတာကျွန်တော်ဖက်မှာလုတ်เสียပါမှမလိုဘူးနော်ယေရှုကဘလော့ဘလို့လုတ်တော်တယ်လဲဆိုတင်တိဖို့ပဲလိုတာဒီနေ့အပြစ်တရားအကြောင်းကိုနားလေရဲ့လား နားလဲလဲမလဲလဲတင်ဟာပြစ်တာဖြစ်တယ်လို့စံစာကဆွဆွေပြောဆိုတာဖြစ်တဲ့အတွက်ကြောင့်တည်ငရဲတော်မှာဒါတော့ဖျားရခေကကျွန်တော်ကိုငရဲမတော်စေချင်လို့သားတော်ယေရှုခရစ်တော်ကိုဤလောကကိုဆီလွတ်ပြီးတော့မှလက်ဝါးကပ်တိုင်ပေါ်မှာကျွန်တော်တို့ကိုစားအသိခံတာအလကားကျွန်တော်လက်ဝါးကပ်တိုင်ဤထားတာမဟုတ်ဘူးနော်ငါကိုစားယေရှုလက်ဝါးကပ်တိုင်မှာအသိခံတယ်ဆိုအမြဲတမ်းအောင်မင်းဤဖို့ဖြစ်တယ်အဲ့ဒီလက်ဝါးကပ်တိုင်ကိုမြင်တိုင်းမှာဖျားရဲ့မြတ်တာကိုမြင်ဖို့ဖြစ်တယ် ဲ့ဒီလောက်ဝါကတိုင်ကိုမြင်တဲ့ခါတိုင်မှာဖះကိုမထီမဲ့မြင်ပြဖို့မဟုတ်ဘူးဖះကိုကိုကိုးစားဖို့ဖြစ်တယ်နံပါတ်နောက်စလိုက်သွားရအောင်တကြိုပြီးမှယေရှုခရစ်တော်ဘုရားတိတ်ချင်းကိုအောင်၍ထမြောက်တော်ဖះဖြစ်တယ်သုံးရမြောက်တော်နေမှာတိတ်ချင်းမှာလမ်းဆုံးတဲ့ဖះကိုကျွန်တော်ကိုးကွယ်နေတာမဟုတ်ဘူးတင်းနဲ့ကျွန်ုပ်ရဲ့အပြစ်ကိုစားလောက်ဝါကတိုင်ပေါ်မှာအသေးခံပြီးတော့မှသုံးရမြောက်တော်နေမှာတိတ်ချင်းကိုအောင်၍ရှင်ပြန်ထမြောက်တော်ဖះဖြစ်တယ် ာလေလုယာတူနာချင်းစွာခံစားရတယ်ကျွန်တော်တို့ပြစ်မာတဲ့ပြစ်တွေကြောင့်ကျွန်တော်တို့ဖျားကိုကြိုးခိုင်းတဲ့အရာတွေကြောင့်သခင်ယေရှုခရစ်တော်ဟာနာချင်းစွာခံစားရတယ်ဒါပေမဲ့အဲ့ဒီအရာတွေအလုံးကိုအသွေးသွင်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့ပြစ်ရှိတဲ့မြတ်ကိုဆေးကြိုးပြီးမှတိကောအခန်းကြီး15 3 4မှာ ငါဒီကိုတန်ခံယူတည်တိုင်းတင်တို့အားစေဥစွာအပ်ပေတို့အကြောင်းအရာဟုမူကခရစ်တော်သည်ကျမ်းစာလာတည်တိုင်းငါတို့အပြစ်ကြောင့်အသိခံတော်မူ၏တကြိုပြီးမှကျမ်းစာလာတည်တိုင်းတုံးရမြောက်တော်နေ၌ရှင်ပြန်ထမြောက်တော်မူ၏ဖခင်မြတ်တာဘလောက်ချီးတယ်လေတုံးရမြောက်တော်နေမှာရှင်ပြန်ထမြောက်တဲ့သခင်ယေရှုခရစ်တော်ဖခင်ဖြစ်တယ်နောက်စလိုက်မှာ အဲ့ဒီထမြောက်တဲ့ယေရှုခရစ်တော်ဘုရားကတည်တိုင်းပြီးသွားတာမဟုတ်ဘူးငါတို့ရဲ့အပြစ်ကိုအပြစ်ကနေလွတ်ပေးတဲ့အကြောင်းကျွေးကြိုပြီးတော့မှကျွန်တော်တို့ကိုဖိတ်ခေါ်နေတာဖြစ်တယ်ဖိတ်ခေါ်နေတာဖြစ်တယ်တခေယေရှုခရစ်တော်ဘုရားကဘာပြောတော်လဲဆိုတာအသက်မတည်ခင်လေးမှာကိုတော်သူတို့အပြစ်ကိုလွတ်တော်မူပါလို့ကျွေးကြိုပြီးမှအသက်ချုပ်တာဖြစ်တယ် ဘသူရဲ့အဖြစ်လဲအခုနကျွန်တော်ပြောတဲ့လူတိုင်းကပြစ်တာဖြစ်တယ်လို့တမချမ်းစာစွတ်ဆွေးတဲ့အရာ ပြောနေတဲ့အရာအဲ့ဒီအရာကြီးကိုကျွန်တော်တို့အပြစ်ရှိမှန်းတောင်ကိုယ့်ဟာကိုယ်မသိဘူးဒါပေမဲ့ယေရှုခရစ်တော်ခါလက်ဝါကတိုင်ပေါ်မှာအဲ့ဒီချိန်မှာတင့်နာမယ်လဲပါတယ်ကျွန်တော်နာမယ်လဲပါတယ်အကုန်လုံးရဲ့အကိုစားခရစ်တော်အသေးခံပြီးပြီဖြစ်တဲ့အတွက်ကြောင့်အမှုပြီးပြီသူတို့ရဲ့အပြစ်ကိုလှပ်ပါလို့ယေရှုခရစ်တော်ဖခင်က ကြွေးကြွေးပြီးမှအသက်ချုပ်တယ်ဒီနေ့အပြစ်လွတ်တဲ့ယေရှုကဝန်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတော်လာကြတော့ငါဒီချမ်းသာပေးမယ်လို့ကြွေးကြွနေတာဖြစ်တယ် free ဘာမှပေးစရာမလိုဘူးဒီနေ့ mix တွေအဲ့ဒီအရာကိုတင်တပိုးပေါက်ပြီးတော့မှခရစ်တော်စီကိုတင်လာဖို့ပဲဖြစ်တယ်ခရစ်တော်ဘုရားကိုတင့်ရင်နှလုံးသားထဲမှာယုံကြည်လက်ခံပြီးတော့ခရစ်တော်ထံလာမယ်ဆိုရင်တဲ့ဟေဆာယခန်းကြီး၁၈မှာပြောလဲဆိုတော့ ထာဝရဖျားမိန်တော်မူတီကလာကြတရားစီရင်ကြကုန်ကတင်းတို့အပြစ်တီညီတို့အစင်းရှိတော်လဲမိုးပွန့်ကဲ့သို့ဖြူစင်မယ်ဂတိပါနဲ့မြညီတော်လဲတိုးမွေးကဲ့သို့ဖြစ်လိမ့်မယ်ဖရာမြတ်တော်ကျွန်တော်တို့ဆိုတိမ်ကောင်းရင်ကျွန်တော်မဆိုးပါတိမ်ကောင်းတင်ကျွန်တော်ပေါ်မှာကောင်းရင်တော့ကျွန်တော်ကောင်းပါပဲအဲ့လိုပဲကျွန်တော်တို့ရဲ့ဆောင်းပုတ်ရှိတယ်ဒါမဲ့သခင်ယေရှုခရစ်တော်ဖျားက တင်းရဲ့အပြစ်ဒီနီတော့အစင်ရှိတော့လေမိုးပွန်ကဲတော့ငါဖြူစေမယ်ကတိပါနဲ့အမြနီတော့လေတင်းရဲ့အပြစ်ကိုမိုးပွန်ကဲတော့ငါဖြူစေမယ်ဝန်လေးပင်ပန်းတော့သူတိုင်းငါထန်တော့လာချာငါတီချမ်းတာပေးမယ်လို့တီကနိတ်ထော်ယေရှုဖခါကအပြစ်တင်းရဲ့အပြစ်ကိုလွှတ်တဲ့ယေရှုဖခါကဖိတ်ခေါ်နေတာဖြစ်တယ်ယေရှုကအလုံးစုံရဲ့အပြစ်ကိုလွှတ်ပေးပြီဖြစ်တဲ့လူတိုင်းတော့အပြစ်မလွတ်မသွားဘူးဘာလို့လဲ ထိုယေရှုပြောတဲ့အရာကိုယုံကြည်လက်ခံတော်သူတိုင်းတာလင်အပြစ်ကနေလွတ်ပြီးတော့မှထာဝရငရဲကနေလွတ်မှဖြစ်တယ်။ဥနှောင်းနဲ့တည်ရင်တော့လွတ်မှမဟုတ်ဘူး။ချစ်တော်ညီကောင်မတော်မာလေးတကယ်ဆုခရစ်တော်ဖျားတဲ့ကိုဒီနေ့ဖိတ်ခေါ်နေတယ်။တင့်အပြစ်တင့်ရဲ့ကိုယ်စားလက်ဝါးကတိုင်မှာငါဖြည့်ဆင်းပြီးပြီ။အသွေးတွန်းပြီးပြီ။တင့်တဲ့ကိုယ်စားအသိခံပြီးပြီ။ငါကိုယုံကြည်လက်ခံတော်သူတည်လွန်တော်လဲရှင်လိမ့်မယ်လို့ပြောတယ်။ ်ဒီနေ့အပြစ်ရဲ့အခါတည်ရမယ်လို့စီရင်ချချက်ချပေးမယ်ခရစ်တော်ကိုသင်ယုံကြည်ရင်တည်ချင်းကနေရှင်ပြန်ထမြောက်တော်အခွင့်ဖရားပေးမှာဖြစ်တယ်ဟာလေလုယာဒီနေ့ချစ်တော်ညီကောင်မနာမောင်နှမတွေဒီနေ့ဟာဘုရားခင်ကြီးမားလွန်းတဲ့မြတ်တာဘုရားခင်ကတရခန်းကြီးတကောမှာအပြစ်နောင်တရပါအပြစ်သားဖြစ်ကြောင်းမိမိဟာအပြစ်သားဖြစ်ကြောင်းတဲ့နောင်တရပြီးတော့မှ ထိုသခင်ယေရှုခရစ်တော်ဆန်တင်ချင်းကလာတဲ့ခါမှာယေရှုခရစ်တော်ဖခင်ကအပြစ်ရှိသမျှကို ဖြေလွှတ်ပေးတယ်။သူစရိတ်အပြစ်ရှိသမျှကိုပင်လင်စဖြေလွှတ်ပေးတယ်လို့ပြောတယ်။ဒီနေရာမှာမွေးကလေးကနေပါလာတဲ့အပြစ်ကိုလွှတ်တဲ့အပြင်ခရစ်တော်မယခင် ကျွန်တော်ပြစ်မှားမှမိခဲ့တဲ့သူ့ဆက်ကြီးအားလုံးကိုလည်းခွန်လွှတ်တယ်လို့အာမခံချက်ပေးတယ်။အဲ့ဒီလောက်သူ့ရဲ့မြတ်တာကကြီးမာတာ။ ခလချင်းတရားနဲ့ပြည့်ရဖရားဖြစ်တယ်တာဖရားရဲ့မြတ်တာဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဖရားဟာဒီနေ့ထိုယေရှုခရစ်တော်ဖရားကိုနှလုံးသားနဲ့ယုံကြည်လက်ခံတော်သူတိုင်းကိုဖရားသားဖြစ်ရသော အခွင့်ကို ပေးပြီးတော့မှယောဟန်အခန်းကြီး14ထဲမှာအငယ်3မှာပြောလဲဆိုတော့တင်တို့နေစရာအရကုန်ငါပြင်ဖို့တော်မယ်အဲ့ဒီအိမ်တော်ပြီးလို့ရှင်တင်တို့ကိုတဖန်သိမ်းဆဲဖို့ငါပြန်လာမယ်ငါကိုယုံကြည်ပါလို့ယေရှုဖခင်ဖိတ်ခေါ်နေတယ် မိတ်ဆွေဒီနေ့ကဲတင်ချင်းဆိုတာချင်းရတဲ့အရာမဟုတ်ဘူးယုံရတဲ့အရာဖြစ်တယ်တခင်ယေရှုခရစ်တော်ဖခင်တင်ကိုတိတ်ချက်တယ်ဒင်းအပြစ်ဘလောက်ပဲများနေပါစေထို့ဖခင်ရဲ့မေတ္တာကိုနားလဲပြီးတော့မှယေရှုခရစ်တော်ဖခင်ပြုတ်ခဲ့တဲ့အရာဒီကိုတင်နားလဲပြီးတော့သူ့ထံပြန်လာမယ်ဆိုရဲ့အပြစ်ရှိသမျှအားလုံးကိုခွန်လွတ်တယ်ဒင်းနေစရာအရက်ကိုလည်းပေးဖို့ရန်တော့အခုကောင်းကင်မှာတော်ပြီးတော့မှအိမ်တော်အခန်းတည်ဆောက်ထားတယ် တင်နေစရာနေရာရပြီလားတချင်းကျွန်တော်တို့တိတ်ချိုက်တဲ့တချင်းရှိတယ်နော်အိမ်တို့ပြင်ဆင်လို့ပြီးရင်ပြန်လာမယ်ကျွန်တော်တို့နေစရာရက်ကိုပြင်ဆင်ခြင်းကတော်တဲ့ယေရှုခရစ်တော်ဖခင်ဘယ်ချိန်ပြန်လဲပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ဒီတရားတည်နာတားထောင်ခဲ့ကြပြီးပြီဖခင်ကနှုတ်ဆုံးနေတယ်အစင်သက်ဖြစ်ပြီလားတင်းတော့အိမ်ခန်းရှိတယ်ဆိုတင်တိထားပြီလားမတိသေးဘူးစင်တိနေဖြစ်ခေါ်ချင်တယ် slide တော့ပြီးစေချင်တယ် slide မှာ တဖန်ပြန်ကြလာမယ်ယေရှုခရစ်တော်ဘုရားကဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းတော့နေရာပြင်ဆင်ပေးတယ်နောက်နောက်ဆလိုက်တော့ရကြပြီးတော့မယ်နော်ပြီးနေပြီဆိုတော့ယေရှုဘုရားကိုခေါ်ဖိယုံကြည်ပါယေရှုခရစ်တော်ဘုရားကိုတင်းနှလုံးသားထဲမှာနေရာပေးပါဆက်ပြီးတော့မှ slide lady ဆက်သွားပေးပါနော်ဆိုတော့ဒီနေ့နောက်ဆုံးတို့ဝေမနေပါနဲ့ယခုပဲ ိုးသခင်ကိုနေရာပေးပါသင်ရဲ့အထဲမှာခရစ်တော်ဖျားကိုရောကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ငါတို့လက်ဝါးကတိုင်မှာတိတ်ခံတယ်ကိုရဲ့မြတ်တာကိုနားလဲပြီးကျွန်တော်ဟာဖြစ်တာဖြစ်တယ်ကျွန်မဟာဖြစ်တာဖြစ်တယ်ကျွန်တော်ကိုကယ်တင်တော်သူဟာကောင်းကင်တော်မြေကြီးပေါ်မှာကိုရောတပါးတိပဲဖြစ်တယ်ဆိုကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်လုံးသားကိုနေရာပေးပါဤလို့တင်ရဲ့နှလုံးသားထဲမှာခေါ်ဖိတ်ယုံကြည်လက်ခံမယ်ဆိုရင် တခင်ယေရှုခရစ်တော်ဖျားတင်တဲ့သူနေရာရပြီးတော့မှတင့်တဲ့အတွက်နေရာပြင်ဆင်ပြီးအိမ်တော်ပြင်ဆင်လို့ပြီးရင်ပြန်လာမှာဖြစ်တယ်တဘိုးမှုချင်းနဲ့ပြန်လာတဲ့ခါမှာတင့်အတွက်နေရာလည်းရှိမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကောင်တော်များဤကောင်အနေနဲ့အပြစ်သားဖြစ်ကြောင်းဝန်ခံပြီးတော့မှတင့်အပြစ်သက်ကြောင့်ယေရှုခရစ်တော်လက်ဝါးကတိုင်မှာတိတ်ချလွန်းလို့ဘလောက်ချစ်တယ်လဲဆိုတက်တေးပြပြီးတော့မှအသက်ဆွန့်ခဲ့တဲ့ယေရှုခရစ်တော်ဖျားကို တယ်ရဲ့ကဲတဲ့ရှင်အဖြစ်ယုံကြည်ခိုဖိတ်လက်ခံဖို့ဖိတ်ခေါ်ခြင်းနဲ့အားပေးခြင်းနဲ့ခရစ်တော်ကိုခိုဖိတ်လက်ခံပြီးတော်သူဖြစ်တယ်ဆိုရင်တင့်နဲ့တော်ကိုရောနေရာပြင်ဆင်နေတော့ဖြစ်တယ်အဲ့ဒီနေရာမှာပဲနေရယုံမကပဲနဲ့စုလတ်ရတော်သူ ဖြစ်ဖို့အတ္တတာများကွာတည်တည်ပြင်ဆင်ပြီးတော့မှခရစ်တော်ကြွလာတိတိုင်အောင်ကျွန်တော်တို့ဟာ ဖရားရဲ့မေတ္တာကိုနားလဲပြီးတော့မှနှိတ်တိုင်းနှိတ်တိုင်းဖရားရဲ့မေတ္တာကိုတုံ့ပြန်ပြီးတော့အသက်ရှင်သွားကြဖို့ရန်ဒီနေ့တိုက်တွန်းနှိုးဆော်ပါတယ်အရောက်တိုင်းပေါ်မှာပြည့်ရှင်ကောင်းချီးပေးပါစေ